အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ် AD လ22ရက်အင်္ဂါနေ့စီးရဲသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်လာရှိုးကိုရောက်ရှိနေတာအမှတ်နှစ်စစ်စင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးမဟုတ်ပဲအမှတ်တစ်စစ်စင်ရေးအထူးအဖွဲ့မှူးကျွန်းနယ်ကိုကိုဦးဖြစ်နေပါတယ်ကုမင်းမှာလဲသူပဲဆွေးနွေးနေကြဆိုတော့သူပဲရောက်လာတာဖြစ်ပါလိမ့်မယ် တရုတ်ကလည်းတင်းရှင်ပြင်းလဲတေချာပေါင်းရောက်နေမှုများပါတယ်တရုတ်ဆောင်ကြီးအဖွဲ့ဟာမိုင်းရဲကနေဝင်ရောက်လာတာမဟုတ်ပဲမူဆယ်ကနေဝင်ရောက်လာတာဖြစ်ပြီးဝါလုံးလေးတွေလုံခြုံရေးယူပေးတယ်ဆိုတာကလည်းသတင်းမှားတာဖြစ်ပါတယ်အမတ်တဲ့စစ်စင်ရဲ့အထူးဖွဲ့မှုဟာကျွန်တော်ချစ်ရက်ကပြောခဲ့သလိုခိုလန်မိုင်းနောင်မိုင်းရှူတန်ရန်ကနေဖြတ်ပြီးစစ်ရင်သားနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။လမ်းကြောင်းအချိန်နေမြေပြင်ကဲခတ်တာလို့သုံးသပ်ရပြီးနောက်ပိုင်းမှာ နေစားကုံတွေလမ်းဟာချင်းရွှေရောလာရှူတန်ရန်မိုင်းရှူလမ်းကြောင်းဖြစ်လာနိုင်ပွဲရှိပါတယ်မူဆယ်ဦးမတုံးမဲချင်းရွှေရောဘက်ကပြောင်းသုံးလာနိုင်တယ်လို့လည်းသုံးသပ်ရပါတယ်ဂျမန်လေးကပြောခဲ့တာစစ်ကောင်စီရဲ့တစ်ဖက်သက်တောင်းဆိုချက်တာဖြစ်ပြီးယခုဆွေးနွေးပွဲမှာဝါတပ်ဖွဲ့ဓာတ်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတာကတော့တေချာတော့ဖြစ်ပါတယ်ကချင်ပြည်နယ်ဝန်ကြီးအင်တော်ကြီးဒေသမှာရှမ်းပြည်ပြည်သူစစ်တွေအတင်းအဓမ္မလူသစ်စုဆောင်နေပါတယ်အမျိုးသမီး 노တိုင်မိခင်တွေကိုပါအလွန်မပေးပဲအတင်းကျပ်ဖမ်းပြီးခေါ်ဆောင်နေတယ်လို့သိရပါတယ်။ဘုံရင်ပေးဟဲဘက်မှာလည်းလူမှုကူညီရေးမော်တော်ယာဉ်တွေအသုံးပြုပြီးဖမ်းဆီးနေတာဖြစ်ပါတယ်။ကျွန်တော်ဘုံရင်မြို့ကိုရောက်ရင်မြို့ပြဘက်ကအချင်းတော်ဘက်ကိုသွားတဲ့လမ်းဟာရှုခင်းလေးတွေရဲ့တောသာတောင်သာရတဲ့ဆိုင်လေးတွေရှိတာမို့ရောက်တိုင်းသွားပြတယ်လို့မြို့ရှောင်းလမ်းကတရားတော်မူဖရာကြီးကိုလည်းသွားပြီးဓာဖမ်းခဲ့မှုပါတယ်။ဂျမန်လေးကတော့ဘုံရင်မြို့တောင်ဘက်မောဟန်မှာစီရေးတင်းမာလာခဲ့ပြီး ဒေတာကံတချို့စတင်တိမ်းချောင်နေကြပြီဖြစ်ပါတယ်။မွန်ကြီးနဲ့မော်ဟန်ဟာညစွာမကွာဝေးလာပဲယထာလန်းနဲ့ဆိုရင်ဂျားထဲမှာကာရူဘူတာတစ်ခုပဲရှိပါတယ်။ကာရူဘူတာမှာကုန်ရထားကြီးနဲ့ MCD အဟောင်းတွေအံ့နံမှုထွက်လာစဉ်တညတာအိတ်ခဲရတဲ့အဖြစ်ကလည်းတဲထိတ်ရင်ဘူပွဲရာဖြစ်ပါတယ်။နောက်များမှတဲထိတ်ရင်ဘူပွဲရာတွေကိုစုပေါင်းပြီးပြောပြပေးပါဦးမယ်။မွန်ကြီးမျိုးရဲ့မြောက်ဖက်ကိုပင်ဘက်မှာလည်း ထိတွေ့မှုရှိနေဟန်တူပါတယ်။စကိုင်းတိုင်းကလေးမျိုးနယ်ကကြံသာပြည်သူစစ်စခန်းကိုချင်းကာဝေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီမဲ့ပြည်သူစစ်တွေဟာဝေးကြီးကိုဆုတ်ခွာသွားဖို့မရသေးပါဘူး။အနည်းဝင်းကျင်မှာပဲပြန်လဲခြေကုပ်ယူစုဖွဲ့နေတယ်လို့ယူဆပါ။ပြန်လဲတိုက်စစ်ဆင်လာနိုင်တဲ့အနေအထားရှိပါတယ်။စကိုင်းတောင်ရုံးနဲ့မရယာနောက်ချမ်းမြစ်လက်ကျွန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ထားတာရှိပါတယ်။ နေပြည်တော်ဆေးရုံချုပ်နာပြီတက်ချိတ်ထားတာကြီးကတော့မချီးမွမ်းမဲမနေနိုင်ပါဘူးဥတ္တရတကြီးမျိုးနဲ့နားမိုက်တနေရာကိုကာကွယ်ရေးအင်အားစုတွေရှောင်းတခင်ထိမ့်ချုပ်စစ်ဆေးနေတယ်ဘရောက်ကန်ခြေဆိုင်အမတ်ဆက်သုံးကာကွယ်ရေးပစ္စည်းဆက်ရုံကပြန်တန်းဝင်မှကြီး၄၆၁၁ခွန်ဘုံမှုဖြုံမင်းကျော်မန္တလေးမြို့ဖုံးတော်တူရက်ွက်အခြေဆိုင်အမတ်930စစ်မြေပြင်အင်ဂျင်နီယာတက်ရင်ကကိုပိုင်အမတ်ကာဝဲမှု1 1 9 3 6တက်ချက်အောင်စော်ခိုင်နဲ့ရဲတူးတက်ချက်ထွန်းပြေစုံတို့ကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါ ပူပေါင်းဖွဲ့တွေပြန်လည်ဆုတ်ခွာစင်မှာထိတွေ့မှုဖြစ်ပွားပြီးအဆိုပါဖမ်းဆီးရမည့်တုံ့ပန်းတွေမရှိကြိုက်ပါတယ်။ကာကွယ်ရေးအင်အားစုကထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးစစ်ဘက်ဆိုင်ရာအုံဆောင်တွေပြင်မြန်မာငွေကျပ်3000ကိုလည်းတင်ဆက်ရရှိခဲ့ပါတယ်။ဒီလိုသတင်းမျိုးကထပ်ခါထပ်ခါပြောပြရလို့အရန်ကောင်းတာဖြစ်ပါတယ်။အမဆက်တုံးကဝေးပစ္စည်းဆက်ရောင်းဘုံဒီအမျိုးသားမှန်သမျှမှာအရေးကြီးအစိပ်ပိုင်းဖြစ်ပါဝင်တဲ့ primer ထုတ်လုပ်တဲ့ဆက်ယုံဖြစ်ပါတယ်။အမဆက်တုံ ကာဝေးပစ္စည်းဆိုင်ရာအခြေစိုက်တဲ့နေရာကတော့မကွေးတိုင်းဒေတာကြီးအထက်မင်းလာမြို့နယ်ထဲမှာဖြစ်ပါတယ်။အားလုံးမြင်လာအောင်ပြောရရင်အလင်းကားကျော်သာရွှေမန်းတင်ပေါင်းနဲ့ဝီယိုမင်းသားရှိုင်းအောင်တို့ရုပ်တရက်ကွဲလွန်ခဲ့တဲ့မဟာပိန်းနဲ့ဖျားပွဲကျင်းပလေးရှိတဲ့နေရာဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့အခြေစိုက်အမတ်88ခြေမြန်တက်မှဌာနချုပ်လက်အောက်ခံအမတ်73ခြေလင်တိုင်ရဌာနချုပ်တပ်ဖွဲ့မှုဟာဝါစီ လုံခြုံရေးနဲ့ဆိုင်သောပုံလိပ်လုပ်ငန်းများဆက်ယုံကအဖွဲ့တွေကိုဖမ်းဆီးထားပါတယ်။ဘာစီငွေဆက်ယုံကငတိပဲဟာ MS 73ခြေလင်းတက်ရင်တက်အသွင်ယူတာပြည်သူတွေထံကနေလက်နက်ပြချင်းချောက်ငွေညှစ်နေတဲ့အတွက်ဖြစ်ပါတယ်။ဘာစီဆက်ယုံမှုဟာဗိုလ်မှူးချုပ်အဆင့်ဖြစ်တဲ့အတွက်သူ့တက်ကလူတွေကိုပြန်လွတ်ပေးဖို့ကိုယ်တိုင်ရောက်ချလာပါတယ်။ MS 73ခြေလင်းတက်ရင်ကဌာနချုပ်တက်ဖွဲ့မှုကလည်းအလျှော်မပေးပါဘူး။ကာကွယ်ရေးဦးစီးချုပ်ကြီးယုံထိအဆင့်ကျော်တင်ပြထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အမှတ်ဆက်သုံးခြေလင်တိုင်ရဲ့ဌာနချုပ်တက်ခွဲမှုကတော့တနေရာမှာဂျောင်ထိုးစီလုတ်ခံရတော့မှာပဲဖြစ်ပါတယ်။စီရေးခြေနေတင်းမာလျက်ရှိတဲ့အေယာဝီတာမတိုင်းချောင်းမျိုးကကုံတယ်ကြီး၁၂ဦးကိုတိုင်းစစ်ဌာနချုပ်အမိန့်ဆိုပြီးဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ခြေကြီးမျိုးပေါ်ကရွှေလုံငန်းရှင်တွေကိုလည်းနေပြည်တော်ယနေ့အရောက်ဆင့်ခေါ်ထားတာရှိပါသေးတယ်။တီတာကုန်းမြင့်နဲ့စင်ဟိုးခွဲရွာကကုံလုံငန်းပိုင်ရှင်၂ဦးကိုဆိုင်အင်များတင်ဆောင်လာတဲ့အတွက် အကျန်းဖက်ထောက်ဖို့ဟုဆွဆွဲကဇီနဒါစစ်စေးဂိတ်ကနေဖန်ဆီးထားပါတယ်။တရေကုန်တီလာကုန်းမြင်တဲ့မိတ်တရင်ကြီးရွာကအုပ်ကြီးတွေဟာနေကင်းဖက်တာတက်ဆိုင်ရာကြီးရွာတွေမှာမိုက်ကြီးခွဲရပြီးညဘက်ဆိုရင်တော့ရေဒီမြို့ပေါ်မှာအိမ်မှားပြီးအိတ်ကြရတာဖြစ်ပါတယ်။မြောက်ဆန်းခြေဆိုင်အမှတ်344အမြောက်တိုင်ရင်ထဲမှာအင်အား300ခန့်ရှိနေပါတယ်။သို့တော့ကျောင်းဆင်းတပ်သားတွေဖြစ်ပြီးတပ်ရှိပြည်နာသားမှာတော့ရခင်လူအိုလူဟောင်းတွေနဲ့စစ်ရေးငင်ထားတဲ့သဘောမျိုးဖြစ်ပါတယ်။ မြဝတမော်ဒေတာနဲ့ဘကိုးတိုင်းနောက်ချမ်းစစ်မြေနာလက်ချင်းချိတ်ဆက်နိုင်တဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဘကိုးတိုင်းရှိချမ်းကျောက်တကားမြို့နယ်အတွင်းမှာဇမန်နေ့ညနေပိုင်းကထိတွေ့မှုပြင်းထန်ခဲ့ပါတယ်။အပေါင်းတို့ကတော့စုံစမ်းနေကြတာဖြစ်ပါတယ်။ကီနီနယ်မြေမိုးပြဲစစ်မြေနာသမားကီနီတပ်ပေါင်းစုတွေဘက်ကစီးရဲချီနေဖန်တီးလှုပ်ရှားနိုင်ခွင့်အသာစီးရနေပြီလို့ပဲဆိုရမှာပဲဖြစ်ပါတယ်။ထိုင်းလေပိုင်နယ်တဲ့အထိစစ်ကောင်စီစစ်လေရင်တွေဝင်ရောက်တဲ့ကိစ္စဟာထိုင်းစစ်တပ်ကိုကြိုတင်ခွင့်ပြုချက်ရယူခဲ့တယ်လို့သုံးသပ်ယူဆပါတယ်။ ။ဘာလို့လဲဆိုတော့ထိုင်းစစ်တပ်ရဲ့လေချောင်းရံကာကွယ်စနစ်ဟာမညံ့လှပါဘူး။ပြီးခဲ့တဲ့လတုန်းကနေဆာမျက်နှာကပ်ပြီးပြန်တမ်းမိတာတောင်ထိုင်းစစ်လေရင်ကချက်ချင်းလေပေါ်ရောက်လာတာဖြစ်ပါလေ။စစ်တပ်နဲ့တက်နားလည်မှုယူပြီးလေချောင်းထိုးတိုက်ခိုက်မှုလုပ်ပြီးဆိုရင်တော့တိုက်ခိုက်မှုလုပ်တာတိုက်ခိုက်မှုလုပ်ပြီးဆိုတာမှန်ရင်တော့သတိအထူးရှိဖို့လိုအပ်လာပါလေ။ကျုံတို့ကော့ဂရိတ်ဝင်ထဲမှာအမှန်44ချင်းများတက်မှဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေအနည်းဆုံး W အားထက် မနေ့ရှိနေနိုင်ပါတယ်မိုးဓမာရှင်ဆိုင်အမှတ်တရနှစ်ချင်းပြန်တရင်ကတော့ဇမန်လေးက၄ရောက်လက်နဲ့ချထားတာရှိပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်